ဥဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်26ရက်မှ30ရက်အထိမပြောက်ပတ်သေးနဲ့ပေဒံကိုချပေးမှာဖြစ်ပါတယ်မျိုးလို့ရေဒါကပြီးခဲ့တဲ့ဘက်ကမပြောက်ပတ်သေးနဲ့ပေဒံကိုချပေးထားတာဖြစ်တယ်နော်အဲ့ဒါကဆိုလို့ရှိရင် မပြောက်ပတ်သေးတာဆိုရင်83ညနော်အဲ့ဒီမှာဆိုရင်ဒီ၃ညတလုံးနဲ့40ထွက်တယ်ဒီ၈တလုံးနဲ့10လို့ထွက်တယ် ဒီခွန်တလုံးနဲ့တစ်ခွန်ထွက်တယ်ပြီးတော့ဒီခွန်တလုံးနဲ့ခွန်ကိုထွက်တယ်ပြီးတော့ဒီလိုအပီးတုံညာရှိဆိုလဲထွက်သွားတယ်နော်ဒါကမပြောက်ပတ်ဒီဒါကပေတံပေတံမှာဆိုရင်နှစ်သုံးလို့တစ်ကြိမ်ထွက်တယ်ပြီးတော့တစ်ခွန်လို့ထွက်တယ်နော်အခုလဲအဲ့လိုမျိုးလေးခြာပြီးမှဖြစ်ပါတယ်မျိုးလေးအဲ့တော့အဲ့ဒါလေးခြာမပြခင်မှာဒါအမျိုးတို့ကိုကျမတပတ်စာရှင်းတန်းလေးကိုအရင်ပြမှဖြစ်ပါတယ် ါအခုပြီးသွားတဲ့အပတ်ကဆိုရင်ဒါအမျိုးတို့နေ့တိုင်းလူလို့အောင်မြင်မှုကိုရရှိတယ်နော်အဲ့တော့ဒါကတနင်္လာနေ့တနင်္လာနေ့ရဆိုလို့ရှိရင်သူကဒါကကီခွန်နှစ်၃ရာကီမှာသူကနှစ်၃လို့ထွက်သွားတယ်နော်ဒါတနင်္လာနေ့တနင်္လာပြီးတော့ဒါကအင်္ဂါအင်္ဂါနေ့မှာဆိုရင်ကီကနှစ်ခွန်လေးကီပြီးထားတယ်ပြီးတော့ကျွန်မပတ်တိပြီးတာဆိုရင်နှစ်ခွန်ပတ်တိနော်ဒီနှစ်ခွန်ပတ်တိမှာဒီ main နေ့ကနေပြီးတော့နှစ်ကိုဆိုပြီးတော့ထွက်သွားတယ်နော် ဲ့ဒါပြီးတော့ဒါဗုဒ္ဓဖူးဗုဒ္ဓဖူးနေမှာဆိုရင်ကြီးရဆိုရင်နှစ်ခွန်လေးပဲကြီးเนาะဒါအဲ့ဒီမှာကျွန်မအကြိုက်ဆုံးကဏ္ဍနှလုံးကိုဆွဲထုတ်တာဆိုရင်ခွန်သုံးခွန်သုံးပတ်တိပေးထားတာဆိုရင် သူကဗုဒ္ဓဖူးနေညနေမှာပဲတိခွန်ဆိုပြီးတော့မင်းနေရနေထွက်တယ်เนาะမနေ့ပိုင်းမှာရန်ကွက်ထဲကနေပြီးတော့တိရှိဆိုပြီးထပ်ထွက်တယ်เนาะမြို့ဒါကျွန်မဘက်ကအကောင်းဆုံးရှောက်ဖို့ကြီးရပြီးတော့ဂျာတာပတိနေတာဂျာတာပတိနေမှာဆိုရင်ကြီးရ6လေး6ကြီး အဲ့မှာကျမအကြိုက်ဆုံးကဏ္ဍနှလုံးကိုဆွဲထုတ်တာဆိုရင်ကိုးလီကိုးလီကသူက၄ကိုးလိုပဲသူကဆင်းသွားတယ်ပြီးတော့ဒီကိုးတစ်လုံးနဲ့ညနေပိုင်းမှာခွန်ကိုးဆိုပြီးတော့မင်းနေရနေဖက်ဆင်းတယ်နော်အဲ့ပြီးတော့ဒါတောက်ကြတောက်ကြနေမှာဆိုရင်၃ည၃ပတ်တိပြထားတယ်နော်ကြီးရဆိုရင်ခွန်နှစ်၃ညအဲ့မှာကျမအကြိုက်ဆုံးကဏ္ဍနှလုံးကိုဆွဲထုတ်တာဒီ၃ည၃တုံညာတုံးဆိုတော့ဒီတောက်ကြံနေမနဲ့မှာပဲတုံညာရှိဆိုပြီးတော့မင်းနေရနေပြီးတော့သူကကြာသွားတယ်နော် အဲ့တော့တောက်ကြနေနေခင်းမှာကျွန်မလိုက်တစ်ခါထပ်လွှင့်တယ်။အဲ့ဒါက तू က6နှစ်ပတ်တိနော်။6နှစ်ပတ်တိဆိုတော့ तू ကကျွန်မပေးထားတဲ့ကီက6ဒီကိုကီနော်။ကျွန်မအဲ့ဒါမကြိုက်လို့မထည့်လိုက်တာ။ဒီ6တလုံးနဲ့တွဲမယ်ဆိုရင်ဒီမှာ3တလုံးရှိတယ်။63ဆိုတော့ကျွန်မမကြိုက်လို့ထည့်မထိုးလိုက်တာနော်။အဲ့တော့ဒီပတ်တိပဲအောင်တယ်6ပတ်တိနဲ့နော်။ဒါကတပတ်စာရှင်းနှံဖြစ်ပါတယ်မျိုးလို့နော်။ဒါကဒါနေ့တိုက်က ဖွဲ့ဝင်နိုင်တဲ့အမျိုးတွေအတွက်ကိုကျွန်မဘက်ကအကောင်းဆုံးရှာဖွေပေးထားတာဖြစ်ပါတယ်မျိုးတို့ရေအဲ့ဒါပြီးသွားတော့ကျမရဲ့အဖွဲ့ဝင်တွေကိုဒီဘက်မှာဆိုရင်ကျမကဇာတို့ပတ်တီခွန်တလုံးပြထားတာဖြစ်ပါတယ်ဒီခွန်တလုံးဟာဆိုရင်ကျမရဲ့အဖွဲ့ဝင်တွေကဗုဒ္ဓဖုနေညနေမှာပဲတစ်ခွန်ဆိုပြီးတော့သူကဒီတလုံးနဲ့ပဲအောင်မြင်သွားတာဖြစ်ပါတယ်နော်အဲ့တော့ကျမရောက်လာဆိုရင်ဒီကက်ကလေးဖြစ်ပါတယ်အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေက ဒီခွန်တစ်လုံးနဲ့တည်းမဟုတ်ပါဘူးကျမကနောက်တစ်ချိန်မှထပ်ပြီးတော့ကျမရဲ့အဖွဲ့ဝင်တွေကိုထပ်ပို့တာဆိုရင်ဇာတို့ပတ်ဒီကိုတစ်လုံးဖြစ်ပါတယ်ဒီကိုတစ်လုံးဟာလည်းသူကဂျာတပတိနေမနဲ့မှာပဲလေးကိုဆိုပြီးဆင်းသွားတဲ့အတွက်သူတို့ကနှစ်ချိန်အောင်မြင်မှုကိုရရှိတယ်နော်အဲ့တော့ကျမကအဲ့နေမှာထပ်ပြီးတော့နောက်ဘက်တော့ကိုဂျိုဝင်မဲ့အဖွဲ့ဝင်တည်တည်ကိုကျမထပ်ခေါ်တယ်နောက်ဘက်တော့ကိုဂျိုဝင်မဲ့အဖွဲ့ဝင်တည်တည်ကိုကျမကခဏတစ်လုံးအပိုင်ရရှိထားပါတယ်လို့ကျမလိုက်ကိုပြန်ကြည့်နော် အဲ့တော့ထပ်ပြီးတော့နောက်ပတ်ဘက်ကိုဂျိုးဝင်တဲ့အဖွဲ့ဝင်တွေကထပ်ပြီးတော့ကျမခဏပေးတာဆိုလို့ရှိရင်တုံညာပတ်တိဖြစ်ပါတယ်မျိုးလို့နော်တုံညာပတ်တိမှာဆိုရင်သူက main နေရနေတုံညာရှေ့ဆိုပြီးတော့သူတို့ကနှစ်ကြိမ်အောင်မြင်မှုကိုရရှိသွားတယ်နော်တောက်ကြနေမနေ့ညမှာပဲသူကဒီတုံညာတစ်လုံးနဲ့တုံညာရှေ့ဆိုပြီးတော့သူတို့နှစ်ကြိမ်အောင်မြင်မှုကိုရရှိတယ်ဒါကအခုလာမယ့်အပတ်အတွက်ကိုဂျိုးဝင်တဲ့အဖွဲ့ဝင်တွေကိုဒါပေးတာနော် ဲ့တော့တဲ့အခုလာမဲ့အပတ်အတွက်ကိုဖွဲ့ဝင်ခြင်းနဲ့ဆန္ဒရှိလို့ရှင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပေးပါနော်ကျမရောင်းလာဆိုလို့ရှိရင်ဇာတို့ပတ်တိတလုံး main or 3ကွယ် duo 2ကွယ်ဒီလိုကတ်ကလေးဟူတာရောင်းလာဖြစ်ပါတယ်နော်ဒါတချို့ကလည်းမသိလို့ကျမရှင်းပြနေတာနော်အဖွဲ့ဝင်တိတိကိုရှင်းပြနေတာအဖွဲ့ဝင်ဟောင်းနေရတော့ကျမနဲ့လက်တွဲတဲ့အဖွဲ့ဝင်ဟောင်းနေရတော့သူတို့ကတိတယ်နော်အဲ့တော့ကျမရောင်းလာဆိုရင်ဒီလိုမျိုးကတ်ကလေးဖြစ်တယ်နော်ဒါမှဒီလိုမျိုး ာရုပတိတလုံးမိန်ရော၃ကွယ်ဒူရော၂ကွယ်ဒူပေးတာနော်ဇာရုပတိတလုံးမိန်ရော၃ကွယ်ဒူရော၂ကွယ်အဲ့ဒီလိုတာကတ်ကလေးကိုရောင်းတာဖြစ်ပါတယ်မျိုးလို့ရေအဲ့တော့ကျမပေးထားတဲ့ခဏတလုံးဟာအစိုးကြီးဆင်ခဲ့လို့ရှိရင်နောက်တစ်ချိန်မှာလည်းအခုလိုမျိုးလေးထပ်ပြီးတော့ထပ်ပြီးတော့ပူပေးတယ်နော်ကျမရဲ့အဖွဲ့ဝင်တွေကအဲ့တော့ခဏတလုံးကိုအပိုင်ကစားခြင်းနဲ့ဆိုတဲ့ကျမရဲ့မိတ်ဆွေတွေကကျမနဲ့လာပြီးတော့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါနော်မျိုးလို့ တော့အဖွဲဝင်မယ်ဆိုလို့ရှိရင်ကျမကအခုချိန်ကနေစပြီးတော့ဝင်လို့ရပြီနော်ဝင်ပြီးတော့သူကတနင်္လာမနက်10:00နာရီထိကျမလက်ခံမှာဖြစ်ပါတယ်10:00နာရီနောက်ပိုင်းကိုတော့ကျမအဖွဲပြေးပါပြီနော်ဝင်ခြင်းနဲ့ဆန္ဒရှိရင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပြေးပါတချို့ကလည်းအနာနီးမှာကတ်ဝင်တဲ့အခါကျတော့ကျမမှာ line နေတအားကြက်လို့ရှိရင်ကျမမှာဟိုလူပို့ခြင်းဒီလူပို့ခြင်းနဲ့ line ကြက်သွားတော့ခဏမရောက်မှအကျမအရင်ဆိုရင်ရတယ်နော်ဝင်ခြင်းနဲ့ဆန္ဒရှိရင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပြေးပါမျိုးလို့ကြီးနော် အဲ့တော့ကျမကဏ္ဍမြကိုတနင်္ဂနွေညာ9နာရီခွဲကနေစပြီးတော့ပြန်လည်ပို့ပေးမှာဖြစ်ပါတယ်10နာရီထဲနောက်မကြဘူးလို့ကျမဘက်ကအာမခံပေးထားပါတယ်အမျိုးလိုရေနော်အဲ့ဒါဆိုလို့ရှိရင်ကျမပေးတန်းကိုချပေးမယ်ပေးတန်းကိုချမပြခင်မှာဒါအမျိုးလိုကလနာလေးတစ်ချက်ကျမထောက်ပြပေးမယ်နော်ဘာလို့လဲဆိုတော့ဒါအမျိုးလိုကိုကျမက ပတိုင်းချပေးတာမဟုတ်ဘူးเนาะပေးတိုင်းချတဲ့အခါမှာလဲအကောင်းဆုံးချပေးတာပတိတွေချတဲ့အခါမှာလဲအကောင်းဆုံးချပေးတာเนาะအဲ့တော့ဒီ၃ညနဲ့ဒီ၃ညကိုဒီနှလုံးပေါင်းတယ်ဒီနှလုံးပေါင်းတော့၃เนาะ၃ရဲ့ပါဝါက၈၃ရဲ့နှခက၅၃၅ဒီနှလုံးပေါင်းမယ်เนาะခွန်ခွန်ပေါင်းတော့၄၄ပါဝါက9 4ရဲ့နှခက2 2ပါဝါက9သူကဒီပွဲမှာဆင်ပြရမယ် ီပွဲမှာဆင်းပြီးရတဲ့ခါကျဗာဆင်းပြီးလဲဆိုတော့ရှစ်ခုံဆိုပြီးတော့ဆင်းပြီးတယ်နော်အဲ့တော့ဒီတပွဲဆက်ကြည့်မယ်၄နဲ့၄နဲ့ပေါင်းတော့၈၈ပါဝါက၃ရှစ်ကနှက်ခါက၁၁နဲ့၈နဲ့ပေါင်းတော့၉၉ပါဝါက၄နဲ့ခါက၁၁နဲ့၈နဲ့ပေါင်းတော့၉ကိုပါဝါက၄၊ကိုရဲ့နှက်ခတ်က၆၊ပါဝါက၁။သူကဒီဘွဲမှာဆင်းပြရမယ်။ဒီဘွဲမှာဆင်းပြရတဲ့အခါကျတော့တဲ့သူကဘာဆင်းပြလဲဆိုရင်ဒီ၉နဲ့ဒီ၁နဲ့ တစ်ကိုလို့ဆင်းတယ်ပြီးတော့ဒီရှစ်နဲ့ဒီတစ်နဲ့တစ်ရှစ်လို့ဆင်းတယ်နော်ပြီးတော့ဒီတစ်နဲ့ဒီတစ်နဲ့တစ်တစ်လို့ထပ်ဆင်းတယ်အဲ့တော့နောက်တော့ဘွဲတစ်နဲ့ငါးနဲ့ပေါင်းတော့6တဲ့6ဘဝက1 6ဘက်နှစ်ခါက9 6တစ်9ကို9နဲ့3ညနဲ့ပေါင်းတော့9 9ဘဝက3ည9ရဲ့နှစ်ခါက3 3ရဲ့ဘဝက8တဲ့သူကဒီဘွဲမှာဆင်းရမယ်ဒီဘွဲမှာဆင်းရတော့တဲ့သူကဘာဆင်းပြီးလဲဆိုလို့ရှိရင်တဲ့ ဒီ1နဲ့ဒီ9နဲ့တင်း9လို့ဆင်းတယ်ပြီးတော့ဒီ6နဲ့ဒီ9နဲ့5 6လို့ဆင်းတယ်နော်အဲ့တော့ဒီဘွဲရယူလို့မရအောင်အဲ့တော့ဒီဘွဲရလည်းယူလို့မရအောင်နော်ဒီမှာပြက်ပင်ရှိတယ်သူကအင်္ဂါနေ့နဲ့ပေါင်းတာဆိုတော့အဲ့တော့ဒီဘွဲဒီဘွဲဒီဘွဲဆိုတော့9နဲ့3နဲ့ပေါင်းတော့1နှစ်ပါဝါကခွန်နှစ်ကနေခက်က၄နှစ်ခွန်လေးကို ခွန်နဲ့ငါးနဲ့ပေါင်းတော့လေနှစ်နှစ်ပါဝါခွန်နှစ်နှစ်ခက်က၄၄ရဲ့ပါဝါကိုသူကဒီဘွဲမှာဆင်ပေးရမယ်နော်ဒီဘွဲမှာဆင်ပေးရတော့သူကဘာဆင်ပေးလဲဆိုဒီခွန်နဲ့ဒီခွန်နဲ့ခွန်ခွန်ဆိုပြီးတော့ပဲဆင်တယ်နော်မြို့လို့အဲ့တော့နောက်တော့ဘွဲနောက်တော့ဘွဲကခွန်ကိုပေါင်းတော့တဲ့6 6ပါဝါက၄6နှစ်ခက်က9ခွန်နဲ့ငါးနဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်နှစ်ခက်က၄၄ရဲ့ပါဝါက9နော်အဲ့တော့သူကဒီဘွဲမှာဆင်ရမယ်တဲ့ ီဘက်မှာဆင်းရမယ့်အခါကျတော့တပါဆင်းပြီးလဲဆိုဒီတစ်နဲ့ဒီကိုနဲ့ဒီကိုလို့ဆင်းတယ်ပြီးတော့ဒီတစ်နဲ့ဒီနှစ်နဲ့တစ်နှစ်ဆိုပြီးဆင်းတယ်နော်ပြီးတော့ဒီ6နဲ့ဒီ၄နဲ့6လေးဆိုပြီးတော့ထပ်ဆင်းတယ်နော်ပြီးတော့ဒီဘက်ကလည်းယူမရအောင်ယူမရတော့နောက်တစ်ဘက်ဒီဘက်ကိုကြည့်မယ်နော်ဒီဘက်ရတဲ့8နဲ့8နဲ့ပေါ့မယ်နော်ဒီ8နဲ့ဒီ8နဲ့ပေါ့မယ်8 8ပေါင်းတော့6 6ပါဝါကတိ6နှစ်ခါက9 6တိ9ဦးတဲ့ ရှင်းနဲ့နှင်းနဲ့ပေါင်းတော့တဲ့၃ည၃ညပါဝါ၅၃ညရဲ့နှက်ခတ်ကခွန်ခွန်ရဲ့ပါဝါ၂သူကဒီဘွဲမှာဆင်းပေးရမယ်တဲ့ဒီဘွဲမှာဆင်းပေးရတဲ့အခါကျတော့ဒီ၆နဲ့ဒီ၅နဲ့၆၅လို့တစ်ကြိမ်ဆင်းတယ်ပြီးတော့ဒီ၆နဲ့ဒီခွန်နဲ့6ခွန်ခွန်6လို့ဆင်းတယ်နော်ပြီးတော့တဲ့ဒီ၉နဲ့ဒီ၅နဲ့5ခုလို့ဆင်းတယ်နော်အဲ့တော့နောက်တစ်ဘွဲဆက်ကြည့်မယ်နောက်တစ်ဘွဲကခွန်နဲ့ရှင်းနဲ့ပေါင်းတော့၅၅ပါဝါ၃ည၅ရဲ့နှက်ခတ်က၃နဲ့ ့9နဲ့9နဲ့ပေါင်းတော့2 2ပါဝါ9 2နဲ့ခက်က4 4ရဲ့ပါဝါက9အဲ့တော့သူကဒီဘွဲမှာဆင်းရမယ်တဲ့ဒီဘွဲမှာဆင်းရတဲ့ဒီ9နဲ့ဒီ4နဲ့က45လို့တစ်ချိန်ဆင်းတယ်ပြီးတော့3ညဒီ3ညနဲ့ဒီ2ညာ3ညနဲ့3ညနဲ့ဆိုပြီးတော့ဆင်းတယ်ပြီးတော့ဒီ3ညနဲ့ဒီ9နဲ့က90ဆိုပြီးတော့ဆင်းတယ်နော်ဒီလိုခရမ်းရောင်လေးတွေခြေထားတာဒါဆင်းတာလေးတွေနော်အမျိုးအဲ့တော့တဲ့နောက်တော့ဝက်ဆယ်ကြည့်မယ်3ညနဲ့2နဲ့ပေါင်းတော့2တဲ့ နှစ်ပါဝါခွန်နဲ့နှစ်ကနခတ်က၄တဲ့နှစ်ခွန်၄ဦးတဲ့၃နဲ့ခွန်နဲ့ပေါင်းတော့၃ည၃ညပါဝါ၅၃ညနှစ်ခတ်ခွန်ခွန်ရဲ့ပါဝါက2ဒီဘက်မှာဆင်းရမယ်တဲ့ဒီဘက်မှာဆင်းရတဲ့ခါကြတော့တဲ့ဒီ၄နဲ့ဒီ၅နဲ့ဟာ၄၅လို့တစ်ကြိမ်ဆင်းနေပြီးတော့9နဲ့9နဲ့9လို့တစ်ကြိမ်ဆင်းတယ်ပြီးတော့ဒီ2နဲ့ဒီ3ညနေက20လို့ဆင်းတယ်နော်အဲ့တော့ဒီဘွဲ့ကိုဒီဒီဘွဲ့က9နဲ့2နဲ့ပေါင်းတော့9နဲ့ နော်။အနည်းနည်းနဲ့ပေါင်းတော့ခွန်းခွန်းဘာဝါကနှစ်ခွန်းရဲ့နှစ်ခက်က၃ညတဲ့။ပြီးတော့ခွန်းနဲ့ကိုးနဲ့ပေါင်းတော့6တဲ့။၆ပါဝါကတိ၆နှစ်ခက်ကကိုကိုရဲ့ပါဝါက၄တဲ့နော်အဲ့ဒါကဒီပွဲမှာဆင်းရမယ်တဲ့ဒီပေါ်ပေါ်မှာဒီပွဲမှာဆင်းရမယ်အဲ့တော့ဗာဆင်းပြီလဲဆိုတော့ဒီကိုနဲ့ဒီနှစ်နဲ့ကိုနှစ်လို့ဆင်းတယ်ပြီးတော့ဒီနှစ်နဲ့ဒီလေးနဲ့လေးနှစ်လို့ဆင်းတယ်နော်အဲ့တော့ဒီဘဝဆက်ကြည့် ုံးလုံးပေါင်းတော့6တဲ့6ဘဝကတိ6နှစ်ခါက9တဲ့6တိ9ကိုနှစ်နဲ့4နဲ့ပေါင်းတော့6 6ဘဝကတိ6နှစ်ခါက9 9ရဲ့ဘဝက4ဒီဘွဲမှာဆင်းရမယ်။ဘာဆင်းပြီလဲဆိုတော့တိတိနော်တင်းနဲ့တင်းနဲ့ပြီးတော့ဒီ6နဲ့ဒီ9နဲ့က9 6ကိုဆင်းတယ်။နော်ဒီဘွဲရယူမရဘူး။အဲ့တော့ဒီဘွဲကိုကြည့်မယ်။6နဲ့6နဲ့ပေါင်းတော့2တဲ့နှစ်ဘဝခွန်နှစ်ကနှစ်ခါက4တဲ့။နှစ်ခွန်လေးဦးတဲ့။ ရှင်းနဲ့ခွန်နဲ့ပေါင်းတော့ငါငါပါဝါ3ည9ရက်နှစ်ခတ်က3 3ရက်ပါဝါက8တဲ့တော်တော်ဒီပွဲမှာဆင်းရမယ်တဲ့ဒီပွဲမှာဆင်းရတဲ့ခါကျတော့ဗာဆင်းပြီလေဆိုတော့လေးရှိလို့တစ်ကြိမ်ဆင်းတယ်ပြီးတော့ခွန်ရှိလို့ဆင်းတယ်နော်အဲ့တော့ဒီပွဲဆက်ကြည့်မယ်ငါနဲ့6နဲ့ပေါင်းတော့1တဲ့1ပါဝါ6တဲ့1ကနေခက်က8တဲ့ 9နဲ့4နဲ့ပေါင်းတော့3နဲ့3ဘဝရှိ3ရဲ့နှစ်ခါက9 9ရဲ့ဘဝက3ညာတဲ့အဲ့တော့ तू ကဒီဘွဲမှာဆင်းရမယ်တဲ့ဒီဘွဲမှာဒီဘွဲကဘာဆင်းပြီလဲဆိုလို့ရှိရင်ဒီ1နဲ့ဒီ6နဲ့ဒီ6လို့ပဲဆင်းတယ်နော်အဲ့တော့နောက်တစ်ဘွဲဆက်ကြည့်မယ်9ပေါင်းတော့4ဒီဘဝက9လေးရဲ့နှစ်ခါက2တဲ့3ညနဲ့6နဲ့ပေါင်းတော့3ဟုတ်ပါ sorry ၄နဲ့6နဲ့ပေါင်းတော့3ည သုံးညပါဝါငါသုံးညနှစ်ခတ်ခွန်ခွန်ရဲ့ပါဝါကနှေးတဲ့သူကဒီဘွဲမှာဆင်းရမယ်တဲ့ဒီဘွဲမှာဆင်းရတယ်ဆိုတော့ဒီလို၄နဲ့ခွန်နဲ့၄ခွန်ပြီးတော့၉နဲ့၅နဲ့၉ငါပြီးတော့ဒီ၄နဲ့ဒီနှစ်နဲ့၄နှစ်ဆိုဆင်းတယ်အဲ့တော့ဒီဘွဲကြည့်မယ်တင်းနဲ့ရှင်းနဲ့ပေါင်းတော့၉တဲ့ကိုပါဝါက၄ကိုရဲ့နှစ်ခတ်က၆တဲ့ကို၄၆ကို၃နဲ့၆နဲ့ပေါင်းတော့လေကိုကိုပါဝါ၄ကိုနှစ်ခတ်က၆၆ပါဝါက၁ ဒီဘွဲမှာဆင်းရမယ်။ပါဆင်းပြီလဲဆိုဒီ6နဲ့ဒီ8နဲ့6တေးလို့ပဲဆင်းမယ်။အဲ့တော့ဒီတဘွဲကြည့်မယ်။နော်။ခွန်နဲ့3နဲ့ပေါင်းတော့3ည3ညပါဝါက9 3ညနှစ်ခတ်ကခွန်နဲ့ခွန်နဲ့6နဲ့ပေါင်းတော့3နဲ့3ပါဝါက8 3ရဲ့နှစ်ခတ်က9 9ရဲ့ပါဝါက3ညတဲ့သူကဒီဘွဲမှာဆင်းရမယ်တဲ့ဒီဘွဲမှာဆင်းရတဲ့ခါကြတော့တဲ့ပါဆင်းပြီလဲဆိုဒီခွန်နဲ့ဒီ9ခွန်နဲ့9နဲ့ကခွန်9လို့တစ်ကြိမ်ဆင်းတယ် ပြီးတော့ဒီခွန်နဲ့ဒီ၃ညနဲ့က၃ည9လို့ဆင်းတယ်ပြီးတော့ဒီ၃ညနဲ့ဒီ၃ည30လို့ဆင်းတယ်ဒီဘွဲ့ရယူမရအောင်နော်အဲ့တော့ဒီတဘွဲ့အဲ့တော့ဒီဘွဲ့ဒီဘွဲ့ရ၄နဲ့6နဲ့ပေါင်းတော့၃ညတဲ့ညမှာပဲရေးလိုက်တော့မှမျိုးလို့ လေးနဲ့ချုံနဲ့ပေါင်းတော့3ည3ညရဲ့ပါဝါက9 3ညရဲ့နှက်ခတ်က9နဲ့3ည9ခုတဲ့နေ့နဲ့9နဲ့ပေါင်းတော့တဲ့1ပါဝါ6တိကနှက်ခတ်က8 8ကပါဝါက3သူကဒီဘွဲမှာဆင်းရမယ်တဲ့ဒီဘွဲမှာဆင်းရလဲဆိုတာဒီ8နဲ့ဒီ9နဲ့ရှင်း9လို့ပဲဆင်းတယ်နော်အဲ့တော့နောက်တော့ဘွဲနေ့နဲ့2နဲ့ပေါင်းတော့4တဲ့ဒီပါဝါက9 4ရဲ့နှက်ခတ်က2တဲ့9နဲ့8နဲ့ပေါင်းတော့9နဲ့9ပါဝါက2 ခွင်းနှစ်ခက်က3ည3ညရဲ့ပါဝါ5တဲ့သူကဒီဘွဲမှာဆင်းရမယ်ဒီဘွဲမှာဆင်းရတဲ့အခါကျတော့ဘာဆင်းပြီးလဲဆိုတော့ဒီ၄နဲ့ဒီ3ညနဲ့40လို့ပဲဆင်းတယ်ဒီဘွဲရယူမရဘူးနောက်ပိတ်ထားတဲ့အတွက်အဲ့တော့ဒီတဘွဲဒီတဘွဲရတဲ့6နဲ့3ညနဲ့ပေါင်းတော့6တဲ့6ဘဝတိ6ရက်နှစ်ခက်က9တဲ့6တိ9 5နဲ့9နဲ့ပေါင်းတော့2တဲ့ နေပါဝါခွန်နှစ်ကနခကလေးလေးရဲ့ပါဝါကကိုတဲ့သူကဒီမှာဆင်းရမယ်ဒီဘွဲမှာဆင်းရမယ်ဒီဘွဲမှာဆင်းရမယ်ခါကျပါဆင်းပေးတယ်ဆိုဒီ6နဲ့ဒီ9နဲ့6 9ကိုလူဆင်းတယ်နော်အဲ့တော့ဒီဘွဲကိုကြည့်ရအောင်ဒီဘွဲရရှင်းနဲ့ရှင်းနဲ့ပေါင်းတော့6တဲ့6ပါဝါကတိ6ကနခက9 6တိ9 6နဲ့9နဲ့ပေါင်းတော့3နဲ့ 3ပါဝါက8 3ရဲ့နှစ်ခါက9 9ရဲ့ပါဝါက3ညသူကဒီဘွဲမှာဆင်းရမယ်တဲ့ဒီဘွဲမှာဆင်းရမယ့်အခါကျဘာဆင်းပြီးလဲဒီ6နဲ့ဒီ3နဲ့က63လို့ဆင်းတယ်ဒီ1နဲ့ဒီ8နဲ့က18လို့ဆင်းတယ်နော်အဲ့တော့ဒီဘွဲကိုကြည့်မယ်ဒီဘွဲက၄နဲ့၄နဲ့ပေါင်းတော့8တဲ့8ပါဝါက3 8ရဲ့နှစ်ခါက8တဲ့9နဲ့10နဲ့ပေါင်းတော့3ညတဲ့3ညပါဝါက9 3ညနှစ်ခါ9 9ရဲ့ပါဝါက2တဲ့ အဲ့တော့ဒီပွဲမှာဆင်းရမယ်အခုပြီးသွားတဲ့ပွဲနော်ပြီးပြီးသွားတဲ့ပွဲမှာဗာဆင်းပြီးတယ်ဆိုဒီ3နဲ့ဒီ2နဲ့ရ2 3လို့တစ်ချိန်ဆင်းတယ်ပြီးတော့ဒီ1နဲ့ဒီ9နဲ့ရ1 9လို့ဆင်းတယ်ပြီးတော့ဒီ6နဲ့ဒီ3ညနဲ့ရ3ည6လို့ဆင်းတယ်အဲ့တော့အခုလာမဲ့ပွဲတဲ့အခုလာမဲ့ပွဲရတဲ့9နဲ့3နဲ့ပေါင်းမယ်9ပေါင်းတော့2 2ပါဝါ9 2ကနက်ခတ်က4 2 9လေးကိုဒီ4နဲ့ဒီ1နဲ့ပေါင်းတော့5 ငါဘာဝ3ည9ရက်ခက်က3 3ရက်ဘာဝက8နှစ်ခွန်လေးကို3ည9 3ရှင်နဲ့ပေးတယ်ဖြစ်ပါတယ်နော်ကတ်တာဒါအမြန်လေးပြပေးတာမျိုးပဲနော်အဲ့တော့ဒါကပေးတယ်ပေးတယ်ကသူကနှစ်ခွန်လေးနော်နှစ်ခွန်လေးကို9 3ည9 3 သုံးရှင်းနဲ့ကတ်တယ်နော်ကတ်တဲ့အခါကျတော့ကတ်ပြီးမယ်နင့်နေဆိုတော့နင်ငါနစေနေတော့နေရှိခုံးနေဆိုတော့ခုံးက90 ွန်သုံးခွန်ရှိလေးနဲ့ဆိုတော့၄၅၄၀၄၁၄၂ဒီရှိနော်ဆန်ကွက်မျိုးလို့အဲ့ဒါကပေးတာအဲ့ဒါပြီးတော့မပြောက်ပတ်သေးမပြောက်ပတ်သေးရတော့ကျမတို့ကလန်နာထောက်မပြအောင်နော်မပြောက်ပတ်သေးဘူး ါအမျိုးလိုမြင်တဲ့အတိုင်းပဲမပြောက်ပဲတီးပြီးတဲ့ခါမှာဒါအမျိုးလိုကျွန်မကလန်ဒါဘယ်တော့မှထောက်မပြောက်ဘူးလို့ဆိုကနန်အရင်ဟော့သွားမှာဆိုလို့ဒါမပြောက်ပဲတီးဒီငါပြီးလို့ရှိရင်ဒါမျိုးလိုစကွင်ရှော်လေးရိုက်ပြီးတော့ယူထားစကွင်ရှော်ရိုက်ယူထားတဲ့အခါကျတော့ဒါမျိုးလိုကိုဟာကိုချိန်မေးပြန်ကြည့်လို့ရတယ်နှိမ့်မို့ဆိုမေ့သွားမယ်နော် အဲ့ဒါလေးကိုမွေးထိုးခြင်းနဲ့လူကမွေးထိုးမွေးမထိုးခြင်းနဲ့သူကညံရှိတယ်လို့လေးအတုံးချနော် ကျမတို့နေ့တိုင်းကလိုက်ရှိတယ်လိုက်ရှိတဲ့အခါကျတော့ကျမလိုက်လွှင့်တဲ့အခါမှာပတ်တိပေးတဲ့အခါမျိုးကြလို့ရှိရင် ကျမပေးတဲ့ပတ်တိဟာဆိုရင်ဥပမာခွန်ဖြစ်ခြင်းနဲ့ဖြစ်မယ်ငါဖြစ်ခြင်းနဲ့ဖြစ်မယ်နော်အဲ့ဒီလိုမျိုးပေးတဲ့အခါမှာဒီငါးလေးနဲ့ပတ်သက်တာပါရှိမလဲဥပမာပေါ့နော်ခွန်နဲ့ပတ်သက်တာပါရှိမယ်ဒါမျိုးလေးတွေဒါမျိုးလို့တင်ထိုးလို့ရအောင်ဒါကျမအကြံပေးတာနော်မျိုးလို့ တော့မြို့တို့ဒါကိုညံရှိတယ်လို့ယူသုံးအဲ့ဒါဆိုလို့ရှိရင်တဲ့26ရက်မှာ30ရက်အထိအဖွင့်နေရနေစပြီးတော့အောင်မြင်မှုတွေကိုထပ်ခါတလေလေရရှိနိုင်ကြပါစေ။